ဒီနေ့ကိုအချိန်9မိနစ်လောက်ပဲပေးလိုက်အောင်နဲ့ vocabulary ကိုအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အသုံးအနှုန်းတွေကိုနားလည်လာပြီးတော့အင်္ဂလိပ်စာကိုယုံကြည်မှုရှိရှိပြောနိုင်ရေးနိုင်ဖို့ဆရာတင်ပေးနေပါတယ်။ဒီနေ့ရေးမဲ့ paragraph ကတော့ရှေ့မှာနှစ်ရက်မှာတင်ထားတဲ့အတိုင်းပဲ cause and result လို့ခေါ်တဲ့အကြောင်းနဲ့အကျိုး ပါရာဂရက်အမျိုးအစားပဲဖြစ်တယ်။ကြည့်လိုက်ရအောင်။လူများစွာအမိုက်ပုံးများကိုအသုံးပြုမဲ့အစားတဲ့မြေကြီးပေါ်ကိုအမိုက်တွေဖြစ်ကြပါလေတဲ့။ဒါလေးကိုအင်္ဂလိပ်လိုပြန်ရေးရမယ်။ဤအရာကြောင့်လမ်းတွေဟာညစ်ပတ်နန်းဆော်လာတဲ့ရလက်အနေနဲ့ပေါဝင်ခြင်းကအကြီးတန်ပုံပေါ်လာတယ်။ဒါကြောင့်လူတိုင်းကအမိုက်တွေကိုမှန်ကန်တဲ့နေရာမှာပြည့်တင်ပါလေတဲ့။အကြောင်းအရာလေးကတော့တိုင်းပေါ့ ခက်ခဲတဲ့အကြောင်းတော့မဟုတ်ဘူးဒါပေမဲ့ဒီမှာရှိတဲ့ vocabulary လေးတွေကိုဆိုင်လန်လာရေးသိပြီလား vocabulary သိပြီတဲ့ခါကျတော့ဒါကိုဘယ်လိုရအောင်လဲဆိုရောသိပြီလားမသိသေးဘူးဆိုရင်တော့ဆိုင်လန်လာရေးလေ့လာရပါမယ်ဒီလိုအကြောင်းအရာမျိုးကကိုယ့်အတွက်ခက်ခဲတဲ့ဆိုရင်တော့ဒီ day 1ကနေစပြီးတော့တစ်ဆင်းလေးစီပြန်ပြီးတော့လေ့လာခဲ့ကြပါ day 1ကဟာပါခက်သေးရဆိုရင်လည်းအင်္ဂလိပ်စာလုံးဝ out တက်မကြည့်ခဲ့တဲ့သူတွေအတွက်အင်္ဂလိပ်စာ out တက်ကြည့်ဖို့ရ30ဆိုပြီးဆရာတင်ပေးထားပါတယ်အဲ့ဒါနေစပြီးကြည့်ပြီးလေ့လာပါခဲ့ဆရာရှင်းပြမယ် subject ကနေစရေးရမယ်ဒါဆရာနေရန်ပြောနေကြဆိုတော့အဲ့လိုပဲပြောမယ်ပေါ့နော်လူများဆိုတာ subject ဆိုတော့ many people subject ပြင်ပဲသွားမယ် verb ကိုသွားမယ်မလုပ်ကြလဲပြစ်ကြတယ် running လို့လို့ခေါ်လဲဆိုရင် throw လို့ခေါ်တယ် many people throw ဘာကိုပြစ်ကြလဲအမိုက်ကိုပြစ်ကြတယ် rubbish many people throw rubbish ဘာမှသွားပြစ်တယ်ညကြီးပေါ်ကိုဆိုတော့ on the ground ညကြီးပေါ်ပြစ်တယ်အသုံးပြုခြင်းအစားအဲ့လိုလှုပ်ခြင်းအစားဆိုဘူးလို့ခေါ်လဲဆိုရင် instead of လို့ခေါ်တယ် instead of နောက်မှာ ing လိုက်ရမယ်အသုံးပြုခြင်းကိုလို့ခေါ်လဲဆိုရင် using ်အမိုက်ပုံးတွေကိုတော့ဘယ်လိုခေါ်လဲဆိုရင် bean အများဆုံး s ထည့်လိုက်မယ်နော်အဲ့တော့ minute တက်ကလေးတွေပါရင်မှတ်မယ် many people throw rubbish လူများဆိုတာပြစ်ကြရင်အမိုက်တွေပြစ်တယ်ပမာသွားပြစ်တဲ့နေရာထက် on the ground ပမာလောက်ရမယ်အစားလေး instead of using beans အမိုက်ပုံးမျိုးကိုအသုံးပြုခြင်း instead of အစားလာဖို့ပြစ်ကြပါလေတဲ့ဤအရာကြောင့်ဒါဒီ cause and effect မှာသုံးတဲ့ဟာမျိုးအဘဲကြောင့်ဆိုတော့ ဒါကြောင့်ဤအရာကြောင့်ဒီ signal word လေးကို share လုပ်နေတာကိုသိစေချင်တာဤအရာကြောင့်ဆိုတာဒီအကြောင်းကြောင့်ဒီအကျိုးဆက်ဖြစ်လာတာမယ်ဤအရာကြောင့်ဘယ်လိုခလဲဆိုရင် because of this လို့ခေါ်တယ်အဲဤအရာကြောင့်လို့ခေါ်တယ်နော်လမ်းတွေဟာညစ်ပတ်နန်းစောလာပါတယ်โอเคလမ်းတွေဟာဆို the streets subject ဘင်းဖြစ်လာဖြစ်လာရဲ့ဆိုရင် become ပထမဆုံးဘာဖြစ်လဲညစ်ပတ်တယ်ဆိုတာ agitated d i r t y dirty and နန်းစောတာကတော့ smelly the minute တွေပါရင်မှတ်မယ်ဒါ the street we can dirty and smelly ရန်နေရ dirty ညစ်ပတ်တဲ့ smelly နာဆော်လာတယ်။ရလက်အနေနဲ့မှတ်လား။ဤအရာအကြောင်းရလက်အနေနဲ့ဒါသည်အကြောင်းအကျိုးပြတဲ့ server မျိုးဆိုင်မှာသုံးရမယ် signal word တွေဖြစ်ပါတယ်။အဲ့တော့ရလက်အနေနဲ့ဆို error reset as a reset ပါဝင်ခြင်းကအကြီးတန်ပုံပေါ်ပါတယ်။အဲ့တော့ the environment environment ပါဝင်ခြင်းအရဆိုလို့ရှိရင်ပုံပေါ်တယ်ဖြစ်ပုံပေါ်တယ်ဆိုရင် looks အကြီးတန်တာတော့ရုပ်ဆိုးတာပေါ့ ugly ဒါကြောင့်ဆိုတော့ so therefore ကြိုက်တာလုံးရတယ်လူတိုင်းဆိုတော့ everyone subject ပြင်ပြောသွားမလဲဘက်ကိုသွားမယ်မလုပ်တယ်လဲပြစ်တင်လဲဆိုတော့ should throw ဘာကိုပြစ်တင်တာလဲအမိုက်တွေကိုဆို rubbish ဘယ်မှာသွားပြစ်မလဲမှန်ကန်တဲ့နေရာမှာဟိုအင်္ဂလိပ်လို in the right place ကဲချလိုက်ပြန်ဆက်အောင် many people throw rubbish on the ground instead of using bins because of this the streets become dirty and smelly. As a result, the environment looks ugly. So everyone should throw rubbish in the right place. Okay, အဲ့တော့ဆရာကြီးသင်ပေးခဲ့တဲ့စာပေကလေးကိုကြည့်ပြီးတော့ဘယ်လိုရေးသွားလဲပြီးတော့ vocabulary အသစ်တွေလည်းရောက်သွားမယ်လို့ဆရာမျှော်လင့်ပါတယ်။ဒီတိုင်းစူးစမ်းလေ့လာပြီးတော့အင်္ဂလိပ်စာကျွမ်းကျင့်မှုကိုဆရာရဲ့လမ်းဓာတ်ကြီးတိစောက်ကြပါ fighting မှာ